တင်ကြီးခံပေးရတယ်ဆိုတော့ဘလောက်ထိတင်ကြီး तू อ่ะလေဘလိုလဲဆိုတော့ဟိုပါပေါ့เนาะ तू ရုပ်ရှင်ကားရေးมาဆိုရင်အရန်ရိုးအောင်ရိုက်တတ်တယ်ပြီးွားရင်လည်းအားလုံးအရန်လောင်ရိုက်တတ်တယ်ဒါပေမဲ့မိမောက်ကြိုင်ဓာတ်ပုံတော့မလှအောင်မရိုက်ပေးဘူးပေါ့เนาะအဲ့လိုမျိုးရိုးပြလက်ဆောင်လည်းမပေးဘူး तू อ่ะအဲ့လိုမျိုးပဲအဲ့ဒါပေမဲ့လည်းဟိုဟော ခွင်းလွှတ်နိုင်တယ်ဆိုတာတော့ तू ကဒီအလုပ်တစ်ခုကိုပဲအာယုံစိုက်ထားတာပေါ့နော်ဒီအလုပ်ပဲအားနေ तू ကစဉ်းစားရတွေးနေအမြဲတမ်းဆိုတော့အဲ့ဒါဆိုတော့လေကို့အပေါ်မှာအဲ့လိုမျိုးလေးမရှိလဲခွင်းလွှတ်ပေးရတာပေါ့လေခါကြစိတ်ကောက်လို့လဲကောက်နေမှမသိဘူးလေစိတ်ဆိုးလဲဆိုးနေမှမသိဘူးခါကြကိုကစိတ်ကောက်နေဆိုစိတ်ကောက်နေဆိုမသိဘူးအာပြောရတယ် စိတ်ကောက်နေရနော်စိတ်ကောက်နေရနော်စိတ်ကောက်နေရနော်သုံးခါတော့ပြောပြီး तू မချော့လဲကိုယ့်အကူပဲပြန်ပြီးတော့ပြော့လိုက်ရအော်ဒီလိုပဲတွေးလိုက်ပါတယ်ငါ့ကို तू ရိုဂျင်တဲ့အချစ်ချင်တဲ့ဟာကိုရုပ်ရှင်ထဲမှာထည့်ရိုက်လိုက်တယ်လို့ဟုတ်လားထည့်ရိုက်ရှင်တယ်ဟုတ်တယ်လေ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 အရင်ထက်ကဆိုရှယ်ကောင်းလာပြီကောင်းနေစစ်စစ်အဲမကောင်းပါဘူးကျွန်တော်ဒီလိုပဲအဲဒီလိုပဲဆိုတာအစတွေကလည်းအဲဒီလိုပဲနေတတ်တာအောင်ဒီလိုပဲနေတတ်တာဆိုတော့အဲ့လိုဟို ဟိုသူများတွေလောက်တော့ဟိုလိုကိုပါကိုအဲ့လိုပေါင်းတင်ဆက်ဆံရေးမကောင်းလို့ထင်တာပဲဗောနော်အဲ့လိုဟိုဘယ်လိုခေါ်မလဲကိုအတွင်းနဲ့ကိုနေနေတာများတာဗောကိုအတွင်းနဲ့ကိုနေနေတာကျွန်တော်လှုပ်ချင်တဲ့ဟာအဲဥမာရုပ်ရှင်တကားရိုက်တော့မယ်ဆိုလဲအဲ့ကမရိုက်ခင်တည်းကအာကျွန်တော်တွေးနေတာအဲ့ကအကြောင်းတွေပဲတွေးနေရများတာဗောနော်ဒီနေ့ကကျွန်တော်ဒီအတူရုပ်ရှင်ဇာတ်ကားပေါ့နော် အတူရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့သရုပ်ဆောင်တွေရောထုတ်လုပ်သူတွေရောပါဝင်တဲ့လူတွေအကုန်လုံးပေါ့အဲဒီမှာလာပြီးတော့အလှူလေးအဲလှုပ်လှုပ်တာပါအလှူကဒီမှာရှိတဲ့ကလေးတွေပေါ့နော်ကလေးရောက်အဲဒီကျောင်းမှာ900လောက်ရှိရပြောတယ်ဒီမှာဟိုဖုံဖုံတို့ကိုအာဆုံးကပ်မယ်ပြီးတော့ကျတော့ကလေးတွေကိုအာနေလဲစားအာကျွေးမယ်ပြီးတော့ဒီမှာရှိတဲ့ကလေးတွေနဲ့တူတူ ကောမြင့်မြတ်ကောဘိုးရောနှစ်ယောက်လုံးနဲ့တူတူအဲကလေးနဲ့တူရုပ်ရှင်ကြည့်ကြမယ်ပေါ့နော်အတူကောက်ဒီမှာပထမဆုံးလာပြရပါဒီမှာရှေ့ကလေးတွေကိုလေအဲအဲ့အဲ့အစီအစဉ်တွေပါဟုတ်အတူကကလည်းအဲကျွန်တော်တို့ရိုက်ထားတဲ့နေရာကအဲဘွန်ဆိုင်ကဘုံကြီးကြောင်လေအဲဟိုဟိုဘာလဲမင်းတို့မင်းလက်ထက်တုန်းကအာနှစ်တရာကျော်ရှိပြီပေါ့နော်စောက်ခဲ့တဲ့ဘုံကြီးကြောင်လို့ပြောတယ်အဲအဲ့ဘုံကြီးကြောင်မှာအဲရိုက်ထားတာပေါ့အဲဘုံကြီးကြောင်မှာအဓိကဇက်ဝင်ငန်းတွေအဲဘုံကြီးကြောင်ကတဲပြီးရိုက်ထားတာဆိုတော့ အဲ့မှာသွားမလုံနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာလက်လန်းမီရဲ့နေရာမှာဒီကပုံပြီးရောက်မှာပေါ့နော်ဒီမှာကျတော့ဒီခုနလိုကလေးတွေလည်းရှိတော့ကြတော့ဟိုပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒီကြောင့်ဒီမှာအလူလေးလာလို့ဖြစ်တာပါကျွန်တော်ဒီကောင်ကိုရိုက်ဖြစ်တာကလည်းအဲကြံကောင်းရိုက်တော့ပေါ့နော် location ကြည့်ရင်လည်းအဲ့ဖုံအဲ့ဘော်ဆိုင်မျိုးရောက်သွားတယ်ရောက်ပြီးတော့အဲ့မျိုးကလည်းတအားလာတယ်အဲ့ပြီးတော့အဲ့ဖုံကြီးကြောင်ကြီးလည်းအဲတွေ့ခဲ့တယ်ပေါ့နော်အဲရှေးဖုံကြီးကြောင်ကြီးဆိုတော့အာဒီမျိုးမှာရုပ်ရှင်ရိုက်ချင်တယ်ဆိုတော့ စိတ်တွေဖြစ်လာအဲမြို့လေးရတယ်ဒါလာတော့အဲအမျိုးမှာရုပ်ရှင်ရိုက်ရှင်နေဆိုတဲ့စိတ်ဖြစ်လာပြီးတော့အမျိုးမှာရိုက်ဖို့အတွက်ဆိုပြီးကျွန်တော်ဒီအတူးဆိုတဲ့ဟိုဟာ character တိဆောက်ပြီးတော့ဗောနော်အတူးဆိုတဲ့ဇလန်ကိုဖန်တီးပြတာပါခင်ဗျာဒီအဲ့နေရာလေးကစပြီးတော့ဇလန်ဖန်တီးဖို့အဲခေါင်းနဲ့စရောက်လာတယ်အဲပြီးတော့နောက်တစ်ခါကျွန်တော်ကံကောင်းရိုက်ပြီးတော့အဲ့မျိုးကိုပြန်သွားတယ်ပြန်သွားပြီးတော့ဟိုဇန်ညွန်းဆရာဗောနော်ဒီဒီထက်အောင်လဲပါသွားတယ် ပြီးတော့ကျွန်တော်တွေးထားတဲ့ဇာတ်လမ်းပုံစံသူ့ကိုပြောပြရတယ်အဲသူ့ဘာအဲလိုအဲ့အဲ့မျိုးတီပေါ့နော်မျိုးတီလိုက်ရောက်လာပါလာတယ်ပါပြီးတော့ကျွန်တော်အိမ်မှာထပ်ပြီးအဲပြောမယ်ဆိုအသေးစိတ်ပေါ့နော်ဇာတ်လမ်းအောင်ပြန်ပြီးတော့ develop လုပ်ဖြစ်တယ်အသေးစိတ်ဖြန်ပြီးဖြစ်တယ်အဲအဲ့ရနေစပြီးတော့မှခုန အတူဆိုရဲဇက်ကောင်ရဲ့ပြီးတော့ဆီယာမာလေးဆိုရဲ character တွေကိုစပြီးတော့ဖြန်ပြီးဖြစ်တာပါခင်ဗျအတူကြတော့ဟိုကျွန်တော်ဖြန်ပြီးဖြစ်တာတော့ဒီအိမ်မျိုးလေးမှာရှိတဲ့အဲပြောမယ်ဆို ရိုးသားတယ်ပေါ့နော်ရိုးသားတယ်ရိုးလုံးဝကြီးတော့အရန်ရိုးလုံးဝကြီးတော့အဲ့လိုအတလို့ဖြစ်သွားတဲ့အကောင်လေးပေါ့နော်အဲ့အဲ့ကောင်လေး character အဲ့ကောင်လေးကလည်းအဲမိဘမဲ့တကောင်ကျွတ်ပေါ့မိဘမရှိဘူးအဲ့မျိုးကဘုံကြီးเจ้าမှာပဲအဲနေရတဲ့လူဒါပေမဲ့လူချစ်လူခင်ပေါ်အများတယ်အပြီးတော့မြို့ကအာကိစ္စမဆိုဘောเนาะအဲသူကတက်တက်ကြွကြွနဲ့အပါဝင်နေပေါ့เนาะအဲ့လို character မျိုးနဲ့ ပြီးတော့ဆီယာမာလေးဆိုတဲ့ character ပေါ့ဒီမျိုးမှာတာဝန်ကျလို့ပြောင်းလာတယ်ဆီယာမာလေး ਨੇ အဲသူတို့နှစ်ယောက်ရဲ့အဲဇက်လန်းလေးကိုဟိုပုံဖော်ထားတဲ့အဲအဲ့လိုချစ်စရာကောင်းတဲ့ပုံစံလေးပေါ့နော်တွေ့တော့ ਨੇ ဆီယာမာလေး ਨੇ မိစပြားစီရှင်ပြားတွေ့တော့ဆီယာမာလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာစေရှာမလီကိုချတ်ဟုတ်တယ် ူကအလုတ်ကတော့လောဘရမ်းကြီးရယ်။သူကအရှိ့ဝဲကြီးရယ်။သူကလို့ပေါ့နော်။သူရိုက်ချင်တဲ့ဟာဆိုလဲဘယ်ဟာမဆိုသူကမဖြစ်ဖြစ်အောင်သူကရိုက်ချင်တယ်။အဲ့တော့အနောက်မှာအဲသူလှဲ့ကြည့်စရာမလွန်ပေါ့နော်။ဟိုသူဘလို့ပဲဖြစ်ဖြစ်အလုတ်တစ်ခုလုတ်တဲ့ခါမှာစိတ်အေးချမ်းသာသွားတယ်လုံးနိုင်ဖို့ကလည်းအနောက်ကပံ့ပိုးပေးဖို့ကလည်းလိုတာဆိုတော့အဲ့ဒီအတွက်ကိုလည်း အကွာဖြည့်စီပေးရပါလေ။သင်ခင်ခံပေးရတယ်ဆိုတော့ဘလောက်ထိသင်ချင်သူကလေဘလို့လဲဆိုတော့ဟိုပါပေါ့နော်။သူကရုပ်ရှင်ကားရေးမှာဆိုရင်အရန်ရိုးအောင်ရိုက်တတ်တယ်။ပြီးသွားရင်လည်းအားလုံးအရန်လောင်ရိုက်တတ်တယ်။ဒါပေမဲ့မိမောက်ကြိုင်ဓာတ်ပုံတော့မှလှအောင်မရိုက်ပေးဘူးပေါ့နော်။အဲ့လိုမျိုးရိုးပြလက်ဆောင်လည်းမပေးဘူး။သူကအဲ့လိုမျိုးပဲ။အဲ့ဒါပေမဲ့လည်းဟိုပေါ့ခွင်းလွတ်နိုင်နေဆိုတော့သူကဒီအလုပ်တစ်ခုကိုပဲအာယုံစိုက်ထားတာပေါ့နော်။တခြားလဲသူ့မှာဘာမှ အယုံစိုက်စရာဘူးမရှိဘူးဒီအလုပ်ပဲအားနေသူကစဉ်းစားတွေးနေအမြဲတမ်းဆိုတော့အဲ့ဒါဆိုတော့လဲကို့အပေါ်မှာအဲ့လိုမျိုးလေးမရှိလဲခွန့်လွတ်ပေးရတာပေါ့လေခါကြစိတ်ကောက်လို့လဲကောက်နေမှမသိဘူးလေစိတ်ဆိုးလဲဆိုးနေမှမသိဘူးခါကြကိုကစိတ်ကောက်နေဆိုစိတ်ကောက်နေဆိုမသိဘူးအာပြောရတယ် ိတ်ကောက်နေရနော်စိတ်ကောက်နေရနော်စိတ်ကောက်နေရနော်၃ခါတော့ပြောပြီး तू မချော့လဲကိုယ့်အကူပဲပြန်ပြီးတော့ပြော့လိုက်ရအော်ဒီလိုပဲတွေးလိုက်ပါတယ်ငါ့ကို तू ရိုဂျင်နဲ့အချစ်ချင်းနဲ့ဟာရုပ်ရှင်ထဲမှာထည့်ရိုက်လိုက်တယ်လို့ဟုတ်တယ်လေဒါဆိုအောင်မြင်တဲ့အိမ်တိုင်းနဲ့အငင်းခုံလေးတော့ရှိရတာမရှိရဘူးအငင်းခုံကတော့ရှိရဲဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း तू ကဒါဖြစ်စင်နေဆိုကိုကလည်းဒါလေးဆိုရောမရဘူးလားဟိုကလေးဆိုမရဘူးလားပေါ့နော်ဟိုဘေးနာကတော့အဲ့လိုလေတော့နည်းနည်းအကြက်ပေးမိတာတော့ရှိရပါဘောနေဒါပေမဲ့ तू ကတော့ပေါ့နော် तू ကလည်းနောက်ကနေအဲ့လိုမျိုးဟိုပံ့ပိုးမှုကောင်းလို့ပေါ့နော်ပံ့ပိုးကောင်းလို့ဆိုတာကအာဘယ်လိုပြောမလဲအာကျွန်တော်ရုပ်ရှင်ဘာပဲရိုက်ရိုက်ပေါ့နော်ဘယ်ကားပဲရိုက်ရိုက်အဲ့လိုစိတ်ဖြောင်းဖြောင်းနဲ့အဲလွတ်လွတ်လပ်လပ်နဲ့စိတ်ဖြောင်းဖြောင်းနဲ့ဘာမှအများကြီးပူပန်နေစရာမလိုအောင်နောက်ကနေအကုန်လုံးဟို support လုပ်ပေးထားတယ်ပေါ့နော်အဲပံ့ပိုးပေးထားတယ်အဲသူနောက်ကနေဖြည့်ရှင်းပေးထားတဲ့အပိုင်းတွေအများကြီးရှိတာပေါ့နော်အဲဒီအတွက်ကြောင့်မလို့လဲအဲကျွန်တော်ဒီဟာတွေကိုဟို focus ကအဲတစ်ခုတည်းပဲတစ်ခုတည်းပဲရှေ့ဆက်လို့ရတာပေါ့အဲဒီတော့အဲဒီအတွက်ကြောင့်လဲအများကြီးပါပါတယ်သူရဲ့ပြန်မမှုတွေကြောင့်ဟုတ်အရင်ထက်ကောဆိုဖြေကောင်းလာပြီကောင်းနေဆက်ဆက်အဲမကောင်းပါဘူးကျွန်တော်ဒီလိုပဲအဲဒီလိုပဲဆိုတာအစတွေကလည်းအဲဒီလိုပဲနေတတ်တာအောင်ဒီလိုပဲနေတတ်တာဆိုတော့အဲ့လို ဟိုဟိုသူများတွေလောက်တော့ဟိုလိုကိုပါကိုအလိုပေါင်းတင်းဆက်ဆံရေးမကောင်းလို့ထင်တာပေါ့နော်အလိုဟိုဘယ်လိုခေါ်မလဲကိုအတွင်းနဲ့ကိုနေနေတာများတာပေါ့ကိုအတွင်းနဲ့ကိုနေနေတာကျွန်တော်လှုပ်ချင်တဲ့ဟာအဲဥမာရုပ်ရှင်တကားရိုက်တော့မယ်ဆိုလဲအဲ့ကမရိုက်ခင်တည်းကအာကျွန်တော်တွေးနေတာအဲ့ကအเจ้าနေပဲတွေးနေရများတာပေါ့နော်ဟိုအတူးလိုပဲပေါ့အတူးဆိုရင်ကျွန်တော်မရိုက်ခင်ခုန location နောက်တစ်ခေါက်ပြန်သွားကြည့်တဲ့အချိန်မှာတည်းကပဲအဲကျွန်တော် လမ်းမှာရောအဲဟဲဟိုးဟိုတယ်ရောက်တဲ့အချိန်ရောပြီးညဘက်တွေရောကျွန်တော်ဒီဇက်လမ်းအောင်ပဲထိုင်ပြီးတော့တွေးပြီးပုံဖော်နေရအဲ့အချိန်ကဇက်ညွန်းတော့မရေးရသေးဘူးပေါ့ဇက်ညွန်းမရေးရဈေးဖို့သွားတဲ့အချိန်အဲ့တော့ဟိုကျွန်တော်အတွေ့အဲမှာကအဲ့ဒါပဲရှိနေအဲ့ဒီအတူကိုဘယ်လိုဘယ်လိုဟိုဒီ character မှာပါတွေထည့်ခြင်းလဲဘယ်လိုဟာမျိုးတွေထည့်မလဲအဲအဒူခရိုက်တာမှာအဲပြီးတော့ဘယ်နေရာမှာဘလို့လေးလေးထည့်လိုက်ရင်ပိုကောင်းမလဲပေါ့နော်အဲအဲ့အတွေးတွေနဲ့ပဲအဲနေရာများတော့ဟို ကျွန်တော်စိတ်ကအဲ့မှာပဲရှိနေအောင်အဲ့တော့တခြားနောက်ဆက်တွဲကိစ္စတွေရရင်ညတော့ဟိုတို့ကနောက်ကနေပြီးတော့အများကြီးပံ့ပိုးပေးတာပံ့ပိုးတာပေါ့နော်